ဟွာလီနောတောတာပန်နောတောတာပန်ဟွာလီတာဆရာတို့ဒီတခြားဘာသာကတော့ပါဠိစကားကတော့တောတာပန်ပေါ့နော်ဆရာတို့ခရစ်ယာန်ထဲမှာလည်းရှိတယ်နော်တောတာပန်လေးဆိုတော့ဆိုတာပန်လို့ခေါ်တယ်ထိုင်းလူကဆိုတာပန်မြန်မာလူကတောတာပန်နော်ဆိုတော့ဒါပါဠိစကားဟုတ်တယ်နော်ဆရာတို့ဒီပါခေါ်လဲဆိုတော့ငါတို့ခရစ်ယာန်ထဲမှာခရစ်ယာန်မှာ2မျိုးရှိတယ်နော်တောတာပန်ကိုအောင်တဲ့လူနဲ့တောတာပန်ကိုမအောင်တဲ့လူကဲကြည့်ပါဦးနော် ရိယံမှာလည်းသောတာပန်ရှိတယ်တဲ့ခဏလေးပါရရင်လို့เนาะဟင်ဦးခေါင်းလောင်းဒကာကြီးတော်တော်ရေစရာပြောပါလားဟင်အဲ့ဒီလောက်ဟာတာညံရွှင်းနေတာဘာဖြစ်လို့လူရှင်တော်မလုပ်တာလဲဟင်လူရှင်တော်လုပ်ပါလားဒကာကြီးသာလူရှင်တော်လုပ်မယ်ဆိုရင်နိုင်ငံကျော်မှာเนาะ ဗါတဲ့ခရိယံဘာသာမှာလဲသောတာပန်ရှိတယ်ဟုတ်လားသောတာပန်ဆိုတာလေဗုဒ္ဓဘာသာမှာပဲရှိတာကျန်တဲ့ဘာသာတွေမှာမရှိဘူးเนาะသောတာပန်ဆိုတာသောတာပတ္တိဖို့ရပြီသူကိုပြောတာတကားကြီးတို့ဘာသာ မှာမိတိမှတ်ဖို့မှမရှိဘူးလေသောတာပန်ဆိုတာကိလေသာအငြိကြီးဖြစ်တဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စတရားတွေမရှိတော့ဘူးเนาะအဲ့ဒီလိုသောတာပန်မှာ ဒိဋ္ဌိနဲ့ဝစီကိစ္စတရားတွေမရှိတော့တဲ့အတွက်တတ္တဝါတွေကိုတကူးရှင်တူဦးကဖန်ဆင်းတယ်ဆိုတဲ့လွဲမှားတဲ့မိစ္ဆာဒိဋ္ဌိအယူဝါဒသောတာပန်မှာမရှိတော့ဘူးဒကာကြီးတို့ကတတ္တဝါတွေကိုတကူးရှင်ကဖန်ဆင်းတယ်ဆိုတဲ့လွဲမှားတဲ့မိစ္ဆာဒိဋ္ဌိအယူရှိနေတာကြောင့်ဒကာကြီးတို့ဘာသာမှာဘလို့လို့ပြီးသောတာပန်ရှိနိုင်မှာလဲနည်းနည်းပါးပါးစဉ်းစားပြီးတော့ပြောလေနော်ကိုယ်ဘာသာကိုအများအယုံစိုက်တာခံကျင်တယ်ဆိုရင်လည်း တခြားနည်းနဲ့အတန်းရှင်းရှာပါဗုဒ္ဓဘာသာရဲ့အတုံးနှုံးတွေခိုးသုံးပြီးတော့အတန်းရှင်းမရှာပါနဲ့နော်ဒီမှာရေရလုံးလို့ဥရီတောင်နာလှပြီဒါပါပဲတကကြီးရေနောက်ကိုလည်းရေစရာများများတင်ပါဦးနော်အရှင်ဖေယမသိလို့ပါဖေယအရေးသုံးပါနားမလည်ရဲ့အကျဉ်းကိုပြောပြပေးပါဖေယတဲ့အရေးသုံးပါဆိုတာတမုခစာယညနေရိပ်အခြေလူတွေနဲ့ပေါင်းသိမ်းဆက်ဆံတဲ့အခါမှာ လူတွေရဲ့မျက်နှာအရေးအခြေကိုသိခြင်း2ဝဆနာစာယာစကားရိပ်အခြေလူတွေနဲ့စကားပြောဆိုဆက်ဆံတဲ့အခါမှာတစ်ဖက်လူကမိမိကို အကောင်းပြောတဲ့စကားလားဖိငော့ပြီးပြောတဲ့စကားလားဆိုတာကိုသိနိုင်တဲ့အရေးအခြေ3ကာလစာယာအချိန်ကာလအရေးအခြေစီးပွားရေးလူမှုရေးကိစ္စတွေကိုဆောင်ရွက်တဲ့အခါမှာမိမိအတွက်အကျိုးရှိမရှိတစ်ဖက်လူအတွက်လည်းအကျိုးရှိမရှိ မိမိအတွက်လည်းအန္တရာယ်ဖြစ်နိုင်မဖြစ်နိုင်သိနိုင်တဲ့အရေးအခြေအဲ့ဒီ၃ပါးကိုပဲအရေး၃ပါးလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ထို့အရေး၃ပါးနားမလည်တဲ့သူကိုပဲအရေး၃ပါးနားမလည်တဲ့လူလို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်ဖုံဖုံဖေယမြတ်စွာဘုရားအသားနဲ့စွမ်းကပ်ရင်အပြစ်ဖြစ်ပါသလားဖေယအမားပါရင်ခွင့်လွတ်ပါ ပြန်လည်ဖြေချပေးပါဖေယအပြစ်မဖြစ်ပါဘူးကုသိုလ်ပဲရပါတယ်နော် ်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကလည်းပဲအသားဟင်းဖုံးပေးပါတယ်။ဒါကြောင့်မြတ်စွာဘုရားကအသားဟင်းနဲ့စွန့်ကတ်တာဟာအပြစ်မဖြစ်ပါဘူး။ကုသိုလ်ပဲရပါတယ်။သို့တော်လည်းပဲမြတ်စွာဘုရားကယဟန်တွေကိုမစားဖို့တားမြစ်ထားတဲ့အသားကြီး၁၀မျိုးဆိုတာတော့ရှိပါတယ်။အဲ့ဒီအသားကြီး၁၀မျိုးကဘာတွေလဲဆိုရင်၁။လူသား၂။မြင်းသား၃။စင်သား၄။ငွေသား၅။ခွေးသား၆။ချင်းသေးသား၇။ကြသား ၈ရက်တဲ့သား၉၀ဝန်သား၁၀ဝန်ပလီသားတို့ပဲဖြစ်ပါတယ်။အဲ့ဒီအသားကြီး၁၀မျိုးကိုတော့ယဟန်တွေကိုလည်းမစားဖို့တားမြစ်ထားသလိုမြတ်စွာဘုရားကိုတော်တိုင်လည်းပဲမဖုံးပေးပါဘူးเนาะ။ဒါကြောင့်အသားကြီး၁၀မျိုးကလွတ်သွားပြီဆိုရင်လူတို့စားအပ်တဲ့အသားမှန်သမျှမြတ်စွာဘုရားကိုစွန့်တော်ကပ်ကောင်းတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာဖရာတပြည့်တော်ယူသေးစွာမေးလျှောက်ပါရစေဖရာယဟန်ခံရ၌အသက်၁၉နှစ်၆လ အသက်16နှစ်3လဒီနှစ်ခုမှာဘယ်အရာအမှန်ဖြစ်ပါသလဲဖေရတဲ့လူတယောက်နဲ့တယောက်ကမွေးဖွားတာချင်းမတူကြဘူးเนาะ10လနဲ့မွေးတဲ့သူ6လနဲ့မွေးတဲ့သူ7လနဲ့မွေးတဲ့သူ9လနဲ့မွေးတဲ့သူရဲ့ဆိုပြီးအတိအသေးရှိကြပါတယ်စာပေမှာတော့အောက်ထစ်ဆုံး9လကိုသာယူပါတယ်10လနဲ့မွေးတဲ့သူက အသက်16နှစ်နဲ့2လပြည့်ပြီဆိုရင်ပရိတန်တွေ10လနဲ့ပေါင်းလိုက်ပါက အသက်20ပြည့်ပြီဖြစ်တဲ့အတွက်ယဟန်ခံလို့ရပါပြီ။ကိုလာနဲ့မွေးတဲ့သူကအသက်16နှစ်နဲ့3လပြည့်ပြီဆိုရင် ပရိတန်ဒီကိုလာနဲ့ပေါင်းလိုက်ပါက အသက်20ပြည့်ပြီဖြစ်တဲ့အတွက်ယဟန်ခံလို့ရပါပြီ။ရှစ်လနဲ့မွေးတဲ့သူက အသက်16နှစ်နဲ့4လပြည့်ပြီဆိုပါက ပရိတန်ဒီရှစ်လနဲ့ပေါင်းလိုက်မယ်ဆိုရင် အသက်20ပြည့်ပြီဖြစ်တဲ့အတွက်ယဟန်ခံလို့ရပါပြီ။ခုနလနဲ့မွေးဖွားတဲ့သူကတော့အသက်16နှစ်နဲ့9လပြည့်ပြီဆိုရင် ပရိသန်တွေ9လနဲ့ပေါင်းလိုက်ပါကအသက်20ပြည့်ပြီဖြစ်တဲ့အတွက်ယဟန်ခံလို့ရပါပြီ။ဒါကြောင့်ယဟန်ခံတဲ့နေရာမှာအသက်ကိုတွက်ဆရာ၌ပရိသန်တွေလနဲ့ပဲတွက်ဆရတာဖြစ်တဲ့အတွက်အတိအကျပြောလို့မရဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။ဖုံဖုံဖရမြတ်စွာဘုရားတရားဟောစဉ်က လူတွေအများကြီးနာကြတာမြတ်စွာဘုရားဤအတန်တော်ကိုအကုန်လုံးရောကြားရလားဖရယခုခေတ်လိုမိုက်တွေမရှိတော့တဲ့ ။တမန်တဆခုဒီပနီကျမ်းမှာမြတ်စွာဘုရား၏အံ့ဖွယ်၁၈ပါးကိုဖော်ပြထားတာရှိပါတယ်။အဲ့ဒီမြတ်စွာဘုရား၏အံ့ဖွယ်၁၈ပါးတဲကနံပါတ်၁၀မြောက်မှာအင်္ဂါ၈ပါးနှင့်ပြည့်စုံသောအတန်တော်ဖြင့်တရားဟောကြားသည့်အခါပရိသတ်အားလုံးကိုကြားစေနိုင်ခြင်းဆိုတဲ့အချက်ပါပါတယ်။ဆိုလိုတာကမြတ်စွာဘုရား၏တရားပွဲမှာလူအယောက်တသိန်းရှိမယ်ဆိုရင်အဲ့ဒီလူအယောက်တသိန်းလုံးကိုကြားနိုင်အောင်မြတ်စွာဘုရားကဟောကြားနိုင်တယ်လို့ဆိုပါတယ်။ ဒါရင်မကမြတ်စွာဘုရားစံတရှိမယ်ဆိုရင်အတန်တော်ကိုစัจ java လာအထိလွှင့်ပြီးတော့တရားဟောကြားနိုင်ပါတယ်။ဒါကမြတ်စွာဘုရားဤအံ့ဩဖွယ်တဘိုးတော်ပေါ့နော်။ဦးဇင်းတို့လို သာမန်ပုထုဇဉ်တွေကတော့မိုက်နဲ့တရားဟောမှအာလုံးကြားနိုင်မှာဖြစ်ပါတယ်။နားလည်ပါစေ။ငရဲဖို့အလှူစဲမျိုးဆိုတာလေးရှင်းပြပါဖရားတဲ့။ငရဲကိုရောက်စေနိုင်တဲ့အတွက်မှလူအပ်တဲ့အလှူစဲမျိုးကိုပြောတာပါ။ အဲ့ဒီအလှူစဲမျိုးကဘာတွေလဲဆိုရင်1အရက်အလှူ2ပွဲလန်းသဘင်အလှူ3မေထုံအလှူ4ကာမဂုဏ်ကိုနိုးကြွစေတဲ့ပကြီးရုပ်ပုံကားချက်ပကြီးစေးရည်အလှူ5နွားလာဥဒပအလှူ6လက်နက်အလှူ9အစိတ်အလှူ10တန်ချေချင်းလက်ထိတ်အလှူ9ကြက်ဝက်အလှူ10မမှန်ကန်သောချိန်ခွင် အလေးတောင်းကျိုးအလှူဆိုတဲ့ ချိန်စဉ်လဲတောင်စဉ်လဲအလှူတို့ဖြစ်ပါတယ်။ဖော်ပြပါအလှူစဲမျိုးကိုလှူမယ်ဆိုရင်ငရဲကိုရောက်စေတဲ့အတွက်ငရဲပို့အလှူစဲမျိုးလို့ဆိုလိုခြင်းဖြစ်ပါတယ်။အရှင်ဖေယဂောပကဆိုတာတပည့်တော်သိထားတာကဂောဆိုတာကနွားပကဆိုတာကဖျိုင်းနှစ်ခုပေါင်းရင်နွားဖျိုင်းလို့သိထားပါတယ်ဖေယရှင်းပြပေးတော်မူပါဖေယဥစဉ်တို့ငငယ်တုန်းကဥစဉ်တစ်ပါးရှိတယ် အဲ့ဒီဥစဉ်ကလေခောဘကတွေဆိုရင်ကြည့်မရဘူးသူကနော်ဒီနေ့မှာအဲ့ခောဘကတကားကြီးတယောက်ကသူတိကျင်တာလေးလာမေးပါတယ်သူကဗာမေးတာလေးဆိုတော့အရှင်ဖရာတဲ့တပည့်တော်ခောဘကလှုပ်လာတာကြားပါပြီသို့တော့ခောဘကဆိုတဲ့အထိပယ်ကိုမသိပါဘူးတဲ့ခောဘကဆိုတဲ့အထိပယ်လေးရှင်းပြပါဖရာဆိုပြီးမေးပါတယ်အဲ့ဒီအခါမှာအဲ့ဒီဥစဉ်ကခောဆိုတာကခောနာဆိုတဲ့ပါဠိကလာတာ မြန်မာလူပြန်ရင်နွားပကဆိုတာကအဖွဲနွားအဖွဲလို့အဓိပ္ပာယ်ရတယ်ဆိုပြီးဖြေလိုက်ပါတယ်ဒကာကြီးကလည်းသူ့ကိုရွက်ဆောင်ပြီးဖြေမှန်းတိလို့စိတ်ဆိုးပြီးထသွားပါတယ်ဒါလည်းအဖြေမှန်းမဟုတ်ပါဘူးเนาะအခုမေကွန်တဲကနွားပြိုင်းဆိုတာလည်းပဲမဟုတ်ပါဘူးဂောပကဆိုတာကပါဠိစကားမြန်မာလူပြန်ရင်ထိမ့်သိမ့်သူစောင့်ရှောက်သူလို့အဓိပ္ပာယ်ရပါတယ်တိလောက်မယ်ထင်ပါတယ်